မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ် KK ပတ်ကကြားဖြန့်လုကင်တဲ့နိုင်ငံသားသား600ကျော်ဟာမဲဆောက်မြို့တဲကိုထွက်ပြေးရောက်ရှိလာပြီးတော့အရေးအတွက်တွေထပ်မံပြီးတော့မြင့်တက်လာနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုမာလာ22ရက်နေ့ကစတင်ပြီးတော့ KK ပတ်ထဲကကြားဖြန့်လုကင်နေတဲ့မြန်မာများနဲ့နိုင်ငံသားသားများကိုလုံခြုံရေးယူပေးထားတဲ့ BGF တပ်ဖွဲ့ကနှင်ထုတ်နေရမနေ့ကညပိုင်းကစတင်ပြီးတော့ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကိုတရုတ်နိုင်ငံသားများအပါအဝင်နိုင်ငံသားများရာနဲ့ချီပြီးတော့ ထွက်ပြေးရောက်ရှိနေကြတယ်လို့ပြောပါတယ်ဒီလိုနိုင်ငံသားသားများဟာထိုင်းမြန်မာနယ်စပ်တောင်ရင်းမြစ်ကိုရေကူးပြီးတော့ဖြတ်ကူးကမဲဆောင်မြို့တွေကိုတပွဲပွဲနဲ့ရောက်ရှိလာကြတယ်လို့သိရပါတယ်မြရီမြို့ပေါ်ဟုတ်တယ်တဲခိုကန်းနေအကုန်လုံးအပြည့်ပဲ အရေးကြီးတဲ့တရုတ်ကြားဖြတ်တထေးကြီးတွေကိုတော့ BGF နဲ့ DGBA ကခိုလုံခွင့်ပေးထားပါတယ်အလုတ်သမားအဆင့်နဲ့အလုတ်ကြီးချက်အဆင့်လောက်ပဲရှိတဲ့တရုတ်တွေကတော့အဆင်ပြေတဲ့နေရာကိုပြေးကြပါတယ် KK ဘက်ကနေမြောက်တွေကိုစိုင်းကယ်ကယ်ရီတွေကားအငှားတွေလည်းအလုတ်အရန်ကိုဖြစ်နေတယ်တရုတ်တချို့ကတော့တောင်ရင်းမြစ်ကိုရေကူးဖြတ်ကူးပြီးတော့ပြေးကြတယ်အဓိကက BGF ကနှင်လွတ်နေတာ KK ဘက်ကိုအဓိကတောင်ဝင်ယူထားတာက BGF တွေပဲလေလို့မြောက်တွေမျိုးအခြေစိုက်နေဆက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ် ်ထိုင်းအာဏာပိုင်များကလည်းမြောက်ရီမြို့ KK ဘက်ကနေထွက်ပြေးလာတဲ့နိုင်ငံသားသားများကိုစီစစ်လက်ခံနေပြီးတော့ယာယီထားရှိရာနေရာများစီစဉ်နေတယ်လို့ပြောပါတယ်လက်တလုံးနိုင်ငံသားအရေးအတွက် 600ကျော်လက်ခံထားပြီးတော့မကြမီအရေးအတွက်ထောင်ကျော်သွားနိုင်တဲ့အတွက်ယာယီထားရှိမဲ့နေရာများထပ်မံပြီးတော့ဖန်တီးရှာဖွေနေကြောင်းထိုင်းသတင်းများကပြောဆိုနေပါတယ်။အကြမ်းစစ်တပ်က KK ပတ်ကိုဝေရောက်စီးနေရန်ရှိတယ်ဆိုတဲ့သတင်းများကလည်းထွက်ပေါ်နေတဲ့အတွက် KK ပတ်ထဲကကြားဖြတ်လုပ်သူများဟာထောင်တောင်းချီပြီးတော့ထွက်ခွာနေရ။လုံခြုံရေးအဆောက်ကရင်နယ်ကြားဆောင်တပ် BGF တွေကလည်း ဂိတ်နဲ့လုံခြုံရေးနေရာများအလုံးကိုဖွင့်ပေးထားတယ်လို့သိရပါဗျ။မြောက်ရီမြို့နယ် KK ပတ်မှာစစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင်စောချစ်သူဦးဆောင်တဲ့တပ်ဖွဲ့များကဥစည်းပြီးတော့ကြားဖြန့် online ငွေလိမ်လုပ်ငန်းများကိုလက်ခံထားခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်ဝက်လက်မြို့နယ်နဲ့အရာတော်မြို့နယ်အဆက်ကိုစစ်ကြောင်းထုံးနေတဲ့အကြမ်းတ်စစ်ခွေးတပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်က ထိခိုက်သူတွေများပြားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ22ရက်နေ့မှာစကမ်းမြို့နယ်ဝက်လက်မြို့နယ်နဲ့အရာတော်မြို့နယ်အဆက်ကိုစစ်ကြောင်းထုံးနေတဲ့ကြောက်ကုန်းရွာကစစ်ခွေးနဲ့ပြူစောတိများပူးပေါင်းထားတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး။၎င်းထိပ်တွေ့တိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းရှိရာကို RPG ကြောက်ရောက်ပောက်ကွဲခြင်းကြောင့်စစ်ခွေးများထိခိုက်ဒေဆုံးမှုတွေများပြားခဲ့တယ်လို့ပြောပါရယ်လက်ရှိချိန်မှာအချမ်းဘတ်စစ်ခွေးစစ်ကြောင်းဟာဖွဲ့စည်းပုံပြတ်ပြီးတော့ဆုတ်ခွာထွက်ပြေးနေပြီးနှစ်ဦးဟာဒေဆုံးနိုင်ပြီးတော့ခုနှစ်ဦးပြင်းထန်ဒဏ်ရာရရှိထားတယ်လို့သိရပါရယ်ကျွန်တော်တို့ကစစ်ခွေးစစ်ကြောင်းနဲ့ထိတိုက်တွေ့တော့သူတို့ကိုစပစ်တာကျွန်တော်တို့မဟာမိတ်တွေက RPG နဲ့ပြန်ထုတာဒီကောင်တွေကြားတဲ့ထိတာအကုန်လွင့်စင်သွားပါရယ် တိုက်ပွဲကြခြင်းကတနအိခွဲကြော်ကြတယ်စစ်ခွေးတွေအထိနာပြီးတော့ဖွဲ့စည်းပုံပြတ်သွားတယ်အတွင်းတရင်အရာစစ်ခွေးနှစ်ကောင်အတက်ကယ်စီထိုးထားရတယ်တင်းနိုင်တယ်ခုနှစ်ကောင်ကတော့အပြင်းထန်ကုနေရတယ်အခြားထိတာတွေလည်းများတယ်လို့ပြောတယ်ကျွန်တော်တို့ဘက်ကရဲဘော်နှစ်ဦးကတော့အနည်းငယ်ထိမိတာရှိတယ်လို့တိုက်ပွဲထဲမှာပါဝင်ခဲ့တဲ့ရှင်နန်းရောက်တော်လိုင်းရဲဘော်တအုပ်ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကို ရဲဘော်၃ချိတ်စစ်စင်ရေးအမည်နဲ့မဟာမိတ်အဖွဲ့၃ဖွဲ့ဖြစ်တဲ့စားတော်မိုးဂျို B Fighters Revolution Army BFRA ဝက်လက်အဖွဲ့တစ်က Pro Life နဲ့ဂျိန်းစိုးအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီ၃မြို့နယ်အဆက်ကိုအချမ်းမဆက်တဲ့ကစစ်ကြောင်းထိုးရန်ထမှန်ပြင်ဆင်နေတဲ့အတွက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက်ကြောင့်ပြည်သူများသတိပြုနေထိုင်ကြရန်တော်လိုင်းတပ်ဖွဲ့များကအသေးသေးနှိုးဆော်ထားကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးတိုင်းအမရပူရမြို့နယ်မြင့်ငယ်မြို့အထက်တန်းကျောင်းမှာမနေ့ကအော်တိုဘားလ22ရက်နေ့နေ့လယ်7:00နာရီခွဲလောက်ကအရဲသားတယောက်က grade 11ကျောင်းသားကျောင်းသူ၃ယောက်ကို ဒါနဲ့ထိုးသွားလို့စေယုံတင်ထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေ့လယ်ဆက်နေခွဲကအရသာလူငယ်တယောက်ဖြစ်တဲ့သူကညမဖြစ်သူကိုအေးဘူးပေးမယ်ဆိုပြီးတော့ Grade 11B အခန်းထဲကိုဝင်ကကျောင်းသူတယောက်ကို level ညက်ဓာတ်နဲ့ထိုးပြီးတော့ဝင်ဆွဲတဲ့ကျောင်းသားတယောက်နဲ့ကျောင်းသူတယောက်ကိုပါဓာတ်နဲ့ထိုးခဲ့တယ်လို့မြို့ကန်တယောက်ကပြောပါတယ်။မုတ်စားဆင်းတဲ့အချိန် Grade 11B အခန်းမှာဖြစ်သွားတာပါ။အဲ့ဒီကောင်လေးကသူ့ညမကိုမုတ်ပေးမယ်ဆိုပြီးတော့ဝင်လာတာအခန်းထဲရောက်တော့ကျောင်းသူလေးကို level ညက်ပြီးဓာတ်နဲ့ထိုးတာ ဘေးကတငယ်ချင်းတွေကဝင်ဆွဲတယ်ဝင်ဆွဲတဲ့တငယ်ချင်းတယောက်ကိုလည်းဓာတ်နဲ့ထိုးပြီးထွက်ပြေးသွားတယ်အခုတော့၃ယောက်စလုံးဆေးရုံမှာလို့ပြောပြထားပါဗါးဓာတ်နဲ့ထိုးခံရတဲ့သူတွေဟာ grade 11b ဝိဇ္ဇာတွဲအခန်းကမတ်စုမြတ်နိုးဦးမတ်ရွှေစင်ငိမ့်နဲ့မောင်ဝင်းထုံးမျိုးတို့ဖြစ်ပြီးတော့မန္တလေးဆေးရုံကြီးကိုစေကူတာဖို့အတွက်ပို့ဆောင်ထားရတယ်လို့အောက်ချုပ်ရေးနဲ့နီးစပ်သူတို့ကပြောပြထားပါဗါးဓာတ်နဲ့ထိုးတဲ့အကြောင်းရင်းကိုမသိရသေးပေမဲ့အပြင်လူကိုကျောင်းဝန်းထဲကိုဝင်ခွင့်ပြုခဲ့တဲ့ဆရာဆရာမတွေမှလည်းတောင်းရှိပါတယ်သူ့ရဲ့ညီမကိုခေါ်ပေးပြီးတော့ကျောင်းဝမ မှာမုံနဲ့အေးပေးလို့မရဘူးလားဓာတ်နဲ့ထိုးခံရတဲ့၃ယောက်ထဲမှာလယ်ဘင်းကိုဓာတ်နဲ့ထိုးခံရတဲ့ကလေးမကစိုးရင်ရတယ်ဂျန်နဲ့၂ယောက်ကဝင်ဆွဲတော့လက်တွေပဲရှက်ထိသွားတာလို့ရှင်းပြထားပါတယ်လက်တလုံးမှာចောင်းသားចောင်းသူ၃ယောက်ကိုမန္တလေးစေယုံကြီးမှာစေကူတမှုခံယူနေရပြီးတော့ဓာတ်နဲ့ထိုးခဲ့တဲ့ဝိုင်းဝိုင်းဆိုတဲ့လူငယ်ကိုတော့ ရဲတွေကမဖမ်းမိသေးဘူးလို့ပြောပါရယ်စစ်ခွေးတွေအာဏာသိမ်းပြီးတော့2021ခုနှစ်ကနေ2025ခုနှစ်အတွင်းရန်ကုန်နေပြည်တော်မန္တလေး AR နဲ့မွန်ပြည်နယ်ကစာတင်ကျောင်းတွေမှာအုပ်စုဖွဲ့အနိုင်ကျင့်မှုနဲ့ရန်ဖြစ်တာတွေကြောင့်ကျောင်းသားနှစ်ယောက်တေဆုံးခဲ့က6ယောက်ဒဏ်ရာရတဲ့ဖြစ်စဉ်များလည်းရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းနတ်တလင်းမြို့နယ်မှာအချမ်းမတ်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားတဲ့ရွှေကြပင်ရွာသားကိုဝင်းစော်ထွန်းရှေတန်းတိုက်ပွဲမှာတေဆုံသွားပြီးတော့ရှမ်းကုန်းရွာသားကိုတီဟာလည်းလက်တစ်ဖက်ပြတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုနှစ်မက်စလာပိုင်းနဲ့မေလာပိုင်းတို့မှာနတ်တလင်းမြို့နယ်ရွှေကြပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးလှဝင်းကအကြမ်းဖက်စိတ်ခွေးတွေကိုခေါ်ဆောင်လာပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့်ရွှေကြပင်ရွာသားကိုဝင်းစော်ထုံးနဲ့ရှမ်းကုန်းရွာသားကိုတီဟာတို့စစ်မှုရန်တပ်သားများ ဖြစ်နေပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ အခုလိုမျိုးပေါ်တာဆွဲဖမ်းဆီးခံရပြီးတဲ့နောက်အခုနှစ်ဩဂတ်လပိုင်းမှာရှေ့တန်းတိုက်ပွဲမှာရွှေကြပင်ရွာသားကိုဝင်းစော်ထွန်းဟာတေဆုံးခဲ့ပြီးတော့ရှမ်းကုန်းရွာသားကိုတီဟာဟာရှေ့တန်းမှာကင်းဆောင်နေတဲ့အချိန်မိုင်းဆွဲပစ်ခတ်ခံရပြီးတော့လက်တစ်ဖက်ပြတ်တောက်ကပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။အခုလိုတိုက်ပွဲထဲမှာတားဖြစ်သူဝင်းစော်ထွန်းတေဆုံးခဲ့တော်လဲမိသားစုဝင်များကိုစစ်တပ်ကဘာအကျိုးခံစားခွင့်မှမပေးဘဲမိသားစုဝင်တွေကိုဆဲဆို chainId နေတယ်လို့သိရပါဗျ။ကြီးရွာအုပ်စုတွေကပြည်သူတွေကစစ်မှုထမ်းခြေလှဆင်ပေးနေတဲ့ဂျားတွေက နေကိုဝင်းစော်ထုံးတဲ့ကိုသူဟာကိုတာပွန်ရဲစခန်းကရဲခွင်းနဲ့စစ်ခွေးတွေကခေါ်ပြီးတော့အုတ်ကြီးလဝင်းကအိန္ဒယာရောက်လာရောက်ဖမ်းဆီးသွားပြီးစစ်တပ်ထဲကိုထည့်လိုက်တာပါကိုဝင်းစော်ထုံးကတော့ရှေတန်းတိုက်ပွဲမှာတေဆုံးသွားပြီးကိုသူဟာကတော့ကင်းဆောင်နေရင်းနဲ့ဘုံနဲ့အပြစ်ခံရလို့ဒဏ်ရာရပြီးလက်တစ်ဖက်ဖြတ်လိုက်ရတယ်ဒဏ်ရာရတဲ့သူရောတေဆုံးတဲ့သူပါစစ်တပ်စီကဘာအကျိုးခံစား권မှမရဘူးလို့မိသားစုဝင်တဲ့နှိဆက်သူကရှင်းပြထားပါဗျ ဒါအပြင်ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ရွှေကြပင်ရွာအုပ်ချုပ်ရေးမှူးလှဝင်းကလက်ရှိအချိန်ထိစစ်မှုထမ်းတဲ့အချိန်သိမ်းဆုံးသူနဲ့ဒဏ်ရာရသူများရဲ့နေအိမ်များကိုစစ်မှုထမ်းခြင်းဆိုပြီးတော့လစဉ်တအိမ်ကိုငွေကျပ်9000မျက်နှာပြောင်တိုက်ကဆက်လက်ကောက်ခံလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်မြို့ရွရွာအနီးမှာအာစာအကြမ်းဖက်တွေကခရီးသည်တွေကားတစ်စီးကိုဓားမြတိုက်ပြီးတော့အမျိုးသမီး၂ဦးကိုပြစ်တက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ22ရက်နေ့မွန်လွဲ7:40မိနစ်ခန့်မှာမောင်တော်မြို့နယ်ဇေဒီပြင်းကြီးရွာကစံစီစားငရုတ်သီးစားတဲ့စားတောက်ကုန်များကိုဝယ်ယူပြီးတော့ကြောက်ပနူရွာကိုလာတဲ့ကားတစ်စီးကိုမြို့ရွရွာအရှိတ်ဘက်တရားနီးအီရောက်မှာ အာဆာအဖွဲ့ကခြုံခိုတိုက်ခိုက်ခဲ့ပြီးတော့ကားပေါ်မှာပါလာတဲ့ခရီးသည်များနဲ့ကားသမားများကိုဖမ်းဆီးကာစားသုံးကုန်များကိုအလုံးယူဆောင်သွားတယ်လို့သိရပါဗျာ။အခုလိုမျိုးဖမ်းဆီးတဲ့နေရာကိုအရခတ်တပ်တော်ကတွားရောက်စစ်ဆေးပြီးတော့ဖမ်းဆီးခံရသူများကိုလိုက်လံရှာဖွေတဲ့အချိန်မှာအခင်းဖြစ်ပွားတဲ့နေရာနဲ့မလန့်မကန်းမှာတနက်ဒဏ်ရာနဲ့တိတ်ဆုံးနေတဲ့အသက်30အရွယ်ဝေဝေဆိုးနဲ့အသက်40အရွယ်နိုင်နိုင်ဆွေတို့နှစ်ဦးကိုတွေ့ရှိခဲ့ရတယ်လို့ပြောပါဗျာ။ဒါအပြင်အသက်3နှစ်အရွယ်ကလေးခိုင်မြတ်မွန်ကိုလည်းမိခင်ရဲ့ရုပ်အလောင်းဘေးမှာအသက်ရှင်လျက်တွေ့ရှိခဲ့ရတယ်လို့ပြော ော့ပါတယ်။ဒါအပြင်ရေမောင်းဖြစ်သူအသက်30အရွယ်ကိုထုံးဝင်းနဲ့ခီးသွွားပြည်သူ25နှစ်အရွယ်ကိုတန်းထွန်းတို့ကိုလည်းဒဏ်ရာများနဲ့ထပ်မံတွေ့ရှိခဲ့ရတယ်လို့ပြောပါတယ်။အာဇာနဲ့ RSO လက်နက်ကိုင်အဖွဲ့များဟာရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသမှာနေထိုင်တဲ့အပြစ်မဲ့တဲ့ပြည်သူများရဲ့အသက်အိုးအိမ်စီးလိမ်တို့ကိုချိမ်းချောက်နေတဲ့အတွက်ကြောင့် နေဆက်မှာရှိတဲ့ပြည်သူများအနေနဲ့ဒေါ်တွေတောင်းတွေနဲ့လူပြတ်တဲ့နေရာများကိုသွာလာတဲ့အချိန်များမှာတယောက်တည်းသုံးမဟုတ်လူအ ਨੇ စုနဲ့သွာလာခြင်းကိုအတက်နိုင်ဆုံးရှောင်ကျဉ်ကြရရန်နဲ့ဂျမားရေးကိစ္စအပအဝင်မဖြစ်မနေသွာလာရမယ့်အရေးကြီးကိစ္စများရှိရင်လည်းအရခပြည်သူဒေါ်လန်ရေးအစိုးရရဲ့အုတ်ချုပ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များရှိရာအနီးဆက်ဆုံးနေရာများမှာတရင်ပေးဖို့ပြီးမှသွာလာကြပါရန်အေအေကတရင်ပေးထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကင်းပြည်နယ်ကော့ဂရိတ်မြို့နယ်အတွင်းကြေးရွာများကိုအကြမ်းဖက်ဆက်တက်က112လေယာဉ်နဲ့ဘုံးကျဲတိုက်ခိုက်ခြင်းကြောင့်ဘုံကြီးကြောင်စာတင်ကြောင်နဲ့နေအိမ်များပျက်စီးပြီးတော့ပြည်သူများထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ20ရက်နေ့ညနေ4နာရီလောက်ကစတင်ပြီးတော့အထက်ဘက်စစ်တပ်ကကော့ကရိတ်မြို့နယ်ထီဘိုးဆန်ရွာကို white truck လေးရင်နဲ့ဘုံအလုံးကြီး30ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအထက်ဘက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းဂျေးရွာအတွင်းမှာရှိတဲ့ဖုန်ကြီးကျောင်းစာတင်ကျောင်းနဲ့နေအိမ်များထိခိုက်ပျက်စီးခဲ့ပြီးတော့ပြည်သူများလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါး ထီးဖိုးဆန်ရွာကိုဝိုင်ထရော့ကဘုံအလုံးရေ30ကြော်ကျက်ချတိုက်ခိုက်သွားတာပြည်သူတွေလည်းအကုန်တိတ်ရှောင်နေရပါတယ်စစ်ဆောင်ပြည်သူတွေလည်းထပ်ပြီးတော့တိတ်ရှောင်နေရတာတွေရှိတယ်ရွာတွေကဖုန်ကြီးကြောင်စာတင်ကြောင်နဲ့နေအိမ်တွေလည်းပျက်စီးသွားတယ်လို့ဒေသနေပြည်သူတအုပ်ကအတည်ပြုပြောကြားထားပါတယ်အလားတူပဲမကွေးတိုင်းပေါ့မြုံနယ်ကြောက်ထက်ရွာအနီးတစ်ဝိုက်ကိုလည်းအချက်မဲ့စစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်သွားကြောင်းဒေသခံပြည်သူများကပြောပါတယ် အော်တိုဘားလ22ရက်နေ့ည9:50မိနစ်ခန့်မှာပေါင်းမြုံနယ်အနောက်ချမ်းမှာရှိတဲ့ကြောက်ထက်ကျေးရွာအနီးတစ်ဝိုက်ကိုဒရုန်းလေတပ်ကနေတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးက ဘုံကျဲတိုက်ခိုက်သွားပြီးတော့စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။ဒါအပြင်သခိုင်းတိုင်းစားလင်းကြီးမြို့နယ်ကိုလည်းမနေ့ကအော်တိုဘလတ်22ရက်နေ့ည7:00နာရီခွဲအချိန်ခန့်ကနမခါကနေတက်လာတဲ့စစ်တပ်၄ထီးတစည်းကဘုံကျဲတိုက်ခိုက်သွားကြောင်းသိရပါတယ်။အကြမ်းမှာစစ်တပ်ရဲ့၄ချောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုအခြေအနေကိုတော့အတိအပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ အကြပ်ပတ်စစ်ခွေးတပ်ဟာစာလင်ကြီးမြို့နယ်အတွင်းမြေပြင်ကနေလဲစစ်ကြောင်းထိုးနေပြီးတော့ခြေရွာများအတွင်းလက်နက်ကြီးများစစ်တပ်လေးထီးများနဲ့နေ့စဉ်ဘုံကျဲတိုက်ခိုက်နေတယ်လို့ပြောပါရယ်မြေပြင်စစ်ကြောင်းကလည်း၁၀တဲရွာသား၂ဦးကိုဖမ်းဆီးတပ်ဖြတ်ထားပြီးတော့ခန်းဘူးရွာဖုံကြီးကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူတအုပ်လဲတိတ်ဆုံးခဲ့ရကြောင်းသတင်းရရှိပါရယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ